မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကြောက်ပြတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့40နီးပါးလက်နက်ချအလင်းဝင်လာကောက်စစ်တပ်ဘက်ကတိုက်ဆောင်မှုများပြားနေ။အာရခတ်တတော်ရဲ့ဒုစစ်ကြောင်တရုတ်စီမံကိန်းတရှိရရခိုင်ပြည်ကြောက်ပြမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကရာနဲ့ချီတိုက်ဆောင်မှုတွေရှိနေကြောင်းစစ်အေးသတင်းမြစ်တွေကပြောပါရစေ။ ဇွန်လ14ရက်နေ့ဒီစစ်ကောင်စီဘက်ကလက်နက်ကြလင်းဝင်ရောက်သူ40နီးပါးရှိနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က100နီးပါးတေဆုံးမှုရှိကြောင်းကြောက်ပြူစေတဲ့မြစ်တွေကပြောပါတယ်။တိုက်ပွဲကကြောက်ပြူအမှတ်32ရဲတပ်ကိုအေအေဘက်ကထိုးစစ်ဆင်တိုက်ခိုင်းနေတယ်။တိုက်ပွဲကအရင်ပြင်းနေအေဘက်ကလည်းအလုံးရင်နဲ့ဝင်တိုင်းနေရပါ၁၄ရက်နေ့ထိစစ်ကောင်စီတပ်သား၄၀လောက်ရှိပြီးလက်နက်ကြလင်းဝင်လာတာပုံမှုစင်ထအထိပါတယ်အလင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိသူတွေကစစ်မှုထမ်းလူငယ်များလို့ကြောက်ဖြူစေတဲ့တင်မြင့်ကပြောပါတယ် ကြောက်ကြွမတ်32ရဲတဲ့ကိုဇလဆံပိုင်းကစပြရခတတော်ရင်ကထိုးစစ်စင်တိုက်ခိုင်းနေပြီးလက်ရှိချိန်တည်းဆိုပါရဲတဲ့ကိုအေကလက်နက်ကြီးနဲ့ထိုးစစ်စင်တိုက်ခိုင်းမှုတွေလှုံ့ဆော်နေကြောင်းသတင်းမြစ်တွေကပြောပါတယ်အရက်ခတ်တော်ကြီးကဒိုးစစ်စင်တိုက်ခိုက်မှုကြောင့်အမတ်30ရဲတဲမှာအချုပ်ကံကံမဆောင်နားနေဆောင်စေးပေးကံနဲ့စစ်ကောင်စီမိသားစုနေထိုင်အဆောင်တွေကိုကြောက်ပေါက်ပဲပြည့်စည်မှုရင်းရှိကြောင်းသတင်းမြစ်ကပြောပါတယ်။ မေလ30ရက်နေ့နဲ့ဇွန်လ3ပိုင်းနေ့မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ရေကြောင်းတင်မောကတဆင်လက်နက်ကဲများအပါဝင်စစ်ကောင်စီတပ်သားများနဲ့ချီပို့ဆောင်ပေးခဲ့ကြောင်းစုံစမ်းသိရပါတယ်။လက်ရှိမှာစစ်ကောင်စီခြေစိုက်ထားတဲ့ဂုံးချိန်ကြီးအမခမ940နဲ့ခမ943တိုင်းနေမှာလည်းလက်နက်ကျင်းနဲ့ပြစ်ခတ်နေပြီးစစ်တင်မောတွေမှာလည်းပြစ်ကူမှုတွေလှုပ်ဆောင်နေကြောင်းသိရတယ်။ကြောက်ဖြူမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနာရခတ်တော်ရေးတိုက်ပွဲတွင်စစ်မှုထမ်းခေါ်ယူခံရတဲ့ပြိုင်ဖြူရသား40ကျော်ကဇွန်လပထမပတ်လောက်ကအေအေတန်လာရောက်ပူပေါင်းခဲ့ကြပါတယ်။ ကျောက်ပြုံမြို့နီမှာစစ်ကောင်စီတပ်နဲ့အရက်ခတ်တော်ရဲတို့ကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စကန်၃ခုထပ်မင်းတွေကိုတင်ပတ်ရရှိတာကနောက်ဆုံးသတင်းရစစ်ကောင်စီဘက်ကတရင်လိုက်လေးဝင်ရောက်မှုတွေရှိကြောင်းသိရပါတယ်အမတ်30နှစ်ရဲတပ်အင်ဒီကနန်ဖဲတောင်စကန်မင်းတက်တောင်စကန်နဲ့လိတ်ခမော့စကန်တို့ကိုအေကသိမ့်ပိုက်တာပြီးရင်စကန်သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တိုင်းစစ်ဦးစင်းမှုဒုတိယပုံမှုကျဲပါဝင်စစ်တုံးမှ15ကိုအေကအရှင်ဖန်စီရရှိထားပါတယ်။ ဆက်လက်ပြီးပလဲကန်တောင်တိုက်ပွဲကိုစစ်ကိုလာရောက်တဲ့စစ်တပ်ကစစ်ကြောင်းမှုမိုင်းတီတရားရထားပြီးစစ်ကြောင်းတပ်ပြန်နေစကိုင်းနိုင်ပလဲမြို့နယ်ကန်တောင်စကန်ကိုစစ်ကိုလာရောက်တဲ့စစ်တပ်ကစစ်ကြောင်းမှုမိုင်းတီကစစ်ကြောင်းတပ်ပြန်နေကြောင်းရင်မပင်ခိုင်တိုင်းစနစ်ကိုင်းလာရင်းကြတပ်ဖွဲ့ထံသို့အလင်းဝင်ရောက်ခဲ့သူစစ်သားကိုထက်လျောင်းကိုကိုကျော်ကိုကပြောပါရယ် ပလန်မြုံနယ်ကန်တော့စကန်မကြစီရင်နောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကိုပေးပို့ထားတဲ့စစ်တပ်စစ်ကြောင်းမှာလမ်းတစ်လျှောက်တိုက်ခိုက်ခံရကြအောင်စစ်သားတအုပ်တေဆောင်ကစစ်ကြောင်းပေါ်မှာမိုင်းတည်တံရရှိထားလို့အလင်းဝင်စစ်သားကိုထက်လင်းအောင်ကကိုကျော်ကိုကရှင်းပြပါတယ်အလင်းဝင်စစ်သားကိုထက်လင်းအောင်က2024ခုနှစ်10လပိုင်းကအရက်တောင်ရဖြစ်ရကအကျုံနှစ်ပတ်ကြာခံရကစစ်သားဖြစ်စုဆောင်ခံရသူဖြစ်ကြောင်းထို့နောက်ရင်းနှီးမြို့နယ်တောင်ကုန်းမြို့မှာစစ်တင်တဲ့9လနဲ့စစ်မြေပြင်2လတာဝန်ထမ်းဆောင်ကမော်ရမြို့ခြေဆိုင်ရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ခံရသူဖြစ်ကြောင်း ထို့နောက်ပလဲမြို့နယ်ကန္တရာတိုက်ပွဲကိုစစ်ကိုဗျံမော်ရမြို့နယ်နောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲရင်နဲ့အင်မတီဖြူစော်ဒီစကန်ပို့ဆောင်ခဲ့ရကြောင်းစစ်တပ်စစ်ကြောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချိန်မုန်းခဲ့ရပြီးနောက် MA1 မျိုးစတဲ့နယ်တလက်ကြီ45တောင်မိုင်းတလုံးနဲ့တူးစစ်ကြောင်တွင်မှထွက်ပြေးလာကရင်မပင်ခဲမဲ့ဆန်နေတိုင်ကာရီလာရင်ဂျာတန်လုံမရခဲ့ကြောင်းသိရပါတယ်။ ဇော်လာ9ရက်နေ့မော်ရမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကပလဲမြို့နယ်အမတီရွာပြူစော်ဒီစကန်ကိုရရင်နဲ့အင်အား140ခန်းပို့ဆောင်ခဲ့ကြအောင်ထို့သောပို့ဆောင်ပြီးနောက်ကန်တော့ရွာဘက်ကိုစေကိုစေချောင်းဖြင့်ချင်းလင်းသွားရောက်စဉ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့မဟာမိတ်ပပတဖွဲ့ကပိတ်ဆို့တိုက်ခိုက်ရာတပ်ပြတ်နေပြီးဟိုတစုတီတစုနဲ့တပ်ပြတ်နေကြောင်းသိရပါတယ်ပလန်မြုံနယ်ကန်တော့စကန်သိန်းတိုက်ပွဲကိုဇွန်လ2ရက်နေ့ကနေက PNL ဦးဆောင်တဲ့ဒေါ်လိုင်းတက်တွေကတိုက်ခိုက်နေခြင်းဖြစ်ပြီးတိုက်ပွဲမှာနှစ်ဖက်နီးပါးကြာမြင့်တည်တည်ပြင်းထန်နေစေဖြစ်ပါတယ်။ ဇလပီတာကူလိုက်တော်လန်ပိုင်းနဲ့နမောက်တို့မှစစ်ကြောင်းတို့နဲ့စစ်တပ်နဲ့တော်လိုက်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကကြရတွေကိုဇက်တိုင်ဝင်ရောက်စီးနေနေဘကိုးတိုင်းတောင်ကိုလိုက်တော်လန်ပိုင်းရှိကြရတွေကိုစစ်ကြောင်းတို့ပြီးပြည်သူပိုင်းပြည်စင်ကိုစိတ်ကြိုက်ခိုးယူနေရေးစစ်တပ်နဲ့တော်လိုက်တပ်ဖွဲ့တွေနဲ့ဇက်တိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတောင်ကိုခန့်ပြည်သူကာကွယ်တပ်ဖွဲ့တရင်3939နဲ့တက်ခွင်နေမှတောင်ရှိသူကပြောပါရယ် မေလ29ရက်နေ့ကစတင်မြေတားရွှေဘက်ကတက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကလိတ်တုလန်ပိုင်ရှိတုံးပိုကြီးခိုင်ချင်းဇက်လန်တိုင်းတက်လာခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းကလိတ်တုလန်ပိုင်ရှိတုံးပိုကြီးစကန်နဲ့ကြောက်လုံးကြီးစကန်တို့ကိုအင်အားဖြည့်တဲ့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ဂျပန်စစ်တပ်စစ်ကြောင်းကတောင်ကိုလိတ်တုလန်ပိုင်ရှိကျောင်းတွေကိုဇက်တိုင်းဝင်အောင်စီနေပြီးပြည်သူ့ပိုင်နေနေမှာစကန်ချပြီးတံမိုးကြီးပစ္စည်းကိုစိတ်ကြိုက်ခွင့်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဇွန်လ23ရက်နေ့ဇလီရဲ့ကြမှာအဂျပန်စစ်တပ်စစ်ကြောင်းကို တော်လိုက်တဲ့ဖွဲ့တွေက မွန်ကုန်းကျေးရွာနယ်ထုံးပေါ်ကျေးရွာနီးမှာနှင်းဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်းရှင်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရေအတွက်အတိပြုနိုင်ခြင်းမရှိသေးတော့လဲတော်လိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတိုင်းသုံးကားတုံညာနယ်တက်ခွဲတင်းနှင့် KNU တပ်မှနေတိုင်းကလက်အောက်ခံကန်းဒီဂျာဒေသကာကွယ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်မကွေးတိုင်းနှမောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ဂျပန်စစ်တပ်ကကျင်းရီကိုဇက်တိုက်စင်းနေပြီးတော်လိုက်တဖွဲ့တွေကနေစင်လိုက်လက်တိုက်ခိုက်နေကြောင်းငပြင်းမပြောင်းစားတဖွဲ့တာဝန်ရှိသူကပြောပါရယ်ဇော်လကွေနေမှာနမောမြွတ်နယ်လက်ခုပ်ပင်ကျောင်းအုပ်တွင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဂျပန်စစ်ကောင်စီတပ်သားတွေရှော့တောင်ရကဝင်ရောက်စီနေခဲ့ကြောင်းသိရတယ်ဂျပန်စစ်ကောင်စီတပ်သားတွေကကျင်းရီတွင်ရှိပြည်သူပိုင်ပြစ်စီကိုစိတ်ကြယူဆောင်ပြီးပြည်သူတွေမွေးမြူထားတဲ့ကြက်ဝတ်တွေကိုလည်းတပ်ဖြတ်စားတော့ကလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်ခြင်းကြောင်းရှော့လုံးချွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ် ထိုစစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့ရှော့တောင်ကုတ်ဖုန်ကြီးကြောင့်ငပြင်းမပြောက်စားတပ်ဖွဲ့နဲ့မဟာမိတ်တပ်တွေက40မမပုံပြစ်လောင်ကြိုင်နဲ့တောက်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလည်းလက်နက်ငယ်လက်နက်ကျင်းနဲ့ပြက်လက်ပစ်ခတ်မှာတိုက်ဝဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ရှင်တိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကတပ်ဆက်ချောင်းနေရကြောင်းသားတဲ့ကိုလိုသားတိုင်းဖြင့်နမောမြို့ပေါ်ကနေစစ်ကိုဆက်ချောင်းနေရရှိလာခြင်းကြောင့်ပြည်သူပိုင်နေနေကိုရန်ရှာမိဆိုရင်ပြီးတော်လိုင်းတပ်ပေါင်းစုတွေကဒီကိမ်းရှိပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့ကြောက်တကားနဲ့ကြောက်ထူရှင်ကြရီကိုစစ်တပ်ကလည်းနဲ့ချင်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုအသက်6နှစ်ရွယ်ကလေးငယ်မောင်စစ်သွေးသူရပိုင်ပါဝင်ပြည်သူ၅ဦးပွဲချင်းမိသေးဆုံးပဲခူတိုင်းကြောက်တကားမြို့နယ်မှာဂျပန်စစ်တပ်ကကြရီကိုလည်းနဲ့ချင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်6နှစ်ရွယ်ကလေးငယ်မောင်စစ်သွေးသူရပိုင်ပါဝင်ပြည်သူ၄ဦးပွဲချင်းမိသေးဆုံးခဲ့ကြောင်းပဲခူခဲပကဖတာဝန်ရှိသူကပြောပါရင် ဇွန်လ၁၄ရက်နေ့မနက်09:30မိနစ်ကမှကျောင်းတကားမြို့နယ်ပဲနယ်ကုန်းမြို့ရှိအကြက်ဖက်စစ်တပ်300ရွှေဝါတိုင်မှစစ်ကောင်စီတပ်သားတွေက120မမလက်နက်ကြီးနဲ့ပြည်သူနေထိုင်ရာကျေးရွာတွေကို120မမလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အလားတူညနေ4:36မိနစ်ကမှလည်းဂျပန်စစ်တပ်ပိန်းစလုံချိန်ဆိုင်နေရ64တိုင်းမှာစစ်ကောင်စီတပ်သားတွေက120မမလက်နက်ကျင်းနဲ့ကြောက်တကာမြို့နယ်နွားရီကြောင်ကြရတွင်ကိုထပ်မံပစ်ကတ်ပြီးနွားရီကြောင်ကြရတွင်ကြောက်ပောက်ကွဲခဲ့ကအသက်65နှစ်ရွယ်ဒေါ်မြခင်နဲ့39နှစ်ရွယ်ကိုစိုးသူတို့ပွဲချင်းမိတင်ဆောင်ခဲ့ကြောင်းသိရပါတယ်အကြံဖက်အာနာသိန်းစစ်တပ်စစ်တပ်ကကြောက်တကာမြို့နယ်တွင်ရှိကြရတွေကိုလက်နက်ကျင်းနဲ့ပစ်ကတ်မှုကြောင့် ပြည်သူ20ဦးကျော်ထိဆောင်ခဲ့ပြီးပြည်သူ90ကျော်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။အလားတူဇော်လ17ရက်နေ့ညနေ9:30မိနစ်ခန့်မှာမွန်ပြည်နယ်ကျိုက်တွမြို့နယ်အလူကြီးကျေးအတွင်ကိုဂျပန်စစ်တပ်အခမတုံးတန်းကစစ်ကောင်စီတပ်သားတွေကလက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာကျေးအတွင်ကြောက်ပောက်ခွဲခဲ့ပြီးအသက်34နှစ်အရွယ်စောငွေလာပွဲချင်းပြီးထိဆောင်ခဲ့ပြီးစောအဖို့ဖို့ပါဝင်ပြည်သူလေးဦးလက်နက်ကြီးကျေးစာထိမှန်ဒဏ်ရာရှိခဲ့ပြီးအနေနှလုံးနဲ့ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်းကရဲအနေပေါ်ကထုတ်ပြန်ထားပါတယ်။ ထို့အပြင်ကြိုက်တို့မြို့နယ်ဖရားရွာကိုလည်းဂျပန်စစ်တပ်ဘီလင်းမြို့နယ်ဖရားရွာအနီးတပ်ဆွဲထားတဲ့အမှတ်44ချင်းမြတ်တမထဏာကျောက်လောက်ကန်ခါမတုံတိုင်စကမ်းမှာစစ်ကောင်စီတပ်သားရဲကရွေချက်ရှိရှိလက်နက်ကျင်းနဲ့ပြေကတ်တိုက်ခိုက်နေကြောင်းသိရပါဗျ။နောက်ဆက်အပင်ကြားအတွက်အတွင်ကျေးဇူးတင်ရှိပါတယ်ရှင်။